အားလုံးမင်္ဂလာပါခင်ဗျာဒီဗီဒီယိုကိုရိုက်နေတဲ့အချိန်ကအနှစ်ဆန်းတရက်နေ့မှာရိုက်နေတာဖြစ်ပါတယ်ခင်ဗျာအနှစ်ဆန်းတရက်နေ့ကိုရောက်ပြီဆိုတော့ကျွန်တော်မြန်မာတက္ကသိုလ်ကပြောင်းသွားပြီ1386ကနေ1389ခွန်ကိုကူးပြောင်းသွားပြီဖြစ်ပါတယ်ခင်ဗျာ1389ခွန်ကိုကျွန်တော်တို့ကခွန်နဲ့စားကြည့်လိုက်မယ်ဆိုလို့ရှိရင်အကျွန်းရဲ့တစ်ကျွန်းတာဖြစ်ပါတယ်အကျွန်းတစ်ကျွန်းနဲ့ဆိုရင်မဟာဗုဒ္ဓရဲ့သဘောတရားရာကြည့်လိုက်မယ်ဆိုရင် အော်လန်ဒူစစ်သူကြီးဘွဲဆိုတဲ့အတိုင်းဖြစ်တဲ့အတွက်ကြောင့် ကြာတာရိနိုင်ကြီးအထိန်ဆုံးမှာရောက်နေရဖြစ်ပါတယ်အဲ့ဒီကြောင့်ဒီ1389ခုနှစ်ကာလအပိုင်းခြားအနေနဲ့ကကြာတာရိသသမီးတွေရွှေထီးစောင်းမယ်နှစ်လို့သတ်မှတ်ရတာဖြစ်ပါတယ် ဂျာလာရီသားသမီးတွေကောင်းကျိုးပေးလာမယ်ဂျာလာရီသားသမီးတွေတိုးတက်လာမယ်ဂျာလာရီသားသမီးတွေအောင်မြင်လာမယ်ဂျာလာရီသားသမီးတွေအနေနဲ့ဒီ1389ခုနှစ်ခုနှစ်ပေါ့နော်ဒီ2025ဒါနှစ်အလယ်လောက်ကဒီစာပြီးမှနှစ်အကုန်ပိုင်းဘက်ကူရောက်ရှိသွားရတဲ့ဆိုရယ်အတိုင်းတာမျိုးတွေမှာ ကောင်းမွန်တဲ့အရာတွေအကူမျော်လင့်ထားတဲ့ကိစ္စတွေကိုဖြစ်ချင်နေတဲ့အရာတွေကိုလှုပ်ချင်နေတဲ့အရာတွေဖြစ်ခွင့်ရလာမယ်ကိုစူးစမ်းနေတဲ့အရာတွေဆိုရယ်အကောင့်ထဲပေါ်လာမယ်စသဖြင့်ဒီလိုမျိုးတွေတတ်မှတ်လို့ရတဲ့အထက်မှာပါလာတယ်ပေါ့ အဲ့တော့ကြောင့်ဂျာတာမိသားသမီးတွေအနေနဲ့ကဒီလေးလပိုင်းကနေစပြီးတော့ဒီလေးလပိုင်းဒီအခုဒီဟွာပေါ့အဲတကြံပြီးသွားတဲ့အချိန်နောက်ပိုင်းကနေစပြီးတော့သူကတဖြည်းဖြည်းတဖြည်းဖြည်းနဲ့သူကကောင်းမွန်တဲ့အပိုင်းကိုရောက်ရှိလာခဲ့ပါအဲကျွန်တော်အခုပြောနေတာကဒီဂျာတာဟွာ2020နဲ့2025အတွက်ဟိုတနစ်စာဟောသတင်းရေလို့မဟုတ်ဘူးအဲသူကဂျာတာမိသားသမီးတွေနဲ့ဆက်ဆက်ပြီးတော့မှာပေါ့နော်သူကလုံးဝကောင်းမွန်လာမယ်ဆိုတဲ့သဘောတရားအကြောင်းကိုမိတ်ဆွေကိုကျွန်တော်ရှင်းပြချင်တာပြောပြချင်တာပေါ့နော်အဲအကြောင်းကိုကျွန်တော်ပြောပြနော်ဆိုတော့ လေးလပိုင်းဒီတကြံပြီးနောက်ပိုင်းလေးစပြီးတော့မှကြာလာပြီးသားလေးမိတီကကောင်းမွန်တဲ့ဘက်ကိုတဖြည်းဖြည်းနဲ့ရောက်သွားတယ်။ဂျိုးဝင်မှကြရင်တော့သူကအနည်းဆုံး3လလောက်ချားတယ်။အဲအဲ့အတွက်ကြောင့်သူကဒီလေးလပိုင်းကစပြီးတော့ ဟိုကောင်းတာဖြစ်တဲ့အတွက်ကြောင့်သူက3လလောက်ချားတယ်ဆိုတဲ့အတိုင်းနာမှာ4လောက်ကို3လထပ်ပါရင်9လပိုင်းရတာပေါ့ဗျာ5 6ခွန်ဆိုတော့9လပိုင်းလောက်ဆိုရင်တီသူကတီးရတတာထူးထူးကြကြမျိုးကောင်းမွန်သွားပြီဆိုတဲ့သဘောလေးရှိတာပေါ့နော်အဲ့တော့ဂျာတာဘေးသားသမီးတွေရဲ့အလောက်ကန်အနေစာရင်းမှာပြောရမယ်အာအလောက်ကန်စိတ်ပိုင်းဆိုင်ရာလေးနည်းနည်းလေးစပြပါမယ်နော်ဂျာတာဘေးသားသမီးအနေနဲ့ကကျတော့ဘလို့မျိုးဖြစ်ပလာမလဲဆိုတော့အစိုးရအကုန်ပြီးပြီဆိုတဲ့သဘောလေးအောင်ဖြစ်သွားပါအစိုးရအကုန်ပြီးပြီဘာမှငါမှငါမှကွာ ဘာမှတော့ထပ်ဆိုးဖို့မရှိတော့ဘူးအဲ့တော့ကြောင့်ဆိုးစရာလည်းဘာမှမရှိတော့ကုန်းနေပြီကောင်းလာဖို့ပဲကြံတော့တယ်ဟမ်အဲ့လိုမျိုးတတ်မှတ်လို့ရတဲ့ကာလာမျိုးကိုဂျာလာဘေးသားသမီးတွေကရောက်ရှိသွားမှာဖြစ်ပါတယ်ဆိုတော့ဆိုးရတဲ့ຢာတွေကများနေခဲ့ပြီပဲတဲ့ပဲအရင်တော့ဟိုရဲကိုခတ်ခဲနေတဲ့ချိန်ကာလာတွေပင်ပန်းနေတဲ့ချိန်ကာလာတွေစိတ်ပန်းလူပန်းဖြစ်နေကာလာတွေများနေခဲ့ပြီမဲဘယ်တော့မှကောင်းအောင်မကောင်းဟမ်ဒါပေမဲ့ဒီလေးလပိုင်းနောက်ပိုင်းနေစာရင်မှာတော့တဖြည်းဖြည်းနဲ့ဂျာလာဘေးသားသမီးတွေကကောင်းမွန်လာမှာဖြစ်တယ်လို့စိတ်ပန်းဆိုင်ရာအရာတော့သူကနည်းနည်းလေး emotion အရာ ဟိုတိုးတက်လာမယ်ဆိုတဲ့သဘောတရားမတော်ရဘူးအဲလှုပ်ချင်ကန်ကြီးသေးလေးတွေဟိုဟာဖြစ်လာမယ်အဲပြီးတော့ငါငါကုတ်ငါအဲနှစ်တိတ်ကနေဆိုင်မှာငါကုတ်ငါကုတ်ငါပြောင်းလဲပြီးတော့မှငါနေတော့မယ်အဲစသဖြင့်ပေါ့ဗျာစိတ်ပိုင်းဆိုင်ရာမှာတက်ကြွမှုလေးတွေအဲရောက်ရှိလာမယ်ဆိုတဲ့သဘောတရားလေးဖြစ်တာအဲတော့ကြာလာပြီးသားပြီးတော်တော်များများလေးလပိုင်းကနေစပြီးတော့မှကိုယ့်ရဲ့ပုံစံလေးကနည်းနည်းလေးပြောင်းလဲသွားရတယ်ဥမာအရင်ကဆိုကိုက10နာရီ17လောက်မှအိပ်ရထားတယ်ဆိုဒီတကြံပြီးနောက်ပိုင်းနေမှာအဲ့လိုမဟုတ်တော့မနေ့ဆိုလက်စောလေးထားတယ် ။ငါဘာလို့လုပ်ရင်ကောင်းမလဲ။ငါအခုလုပ်နေတဲ့အရာတွေအတွက်ငါဘာလို့ကြိုတင်ပြင်ဆင်ရမလဲ။အဲသာသဖြင့်ကိုယ့်ရဲ့လာမယ့်အနာဂတ်တွေနဲ့ပတ်သက်လို့မှာပါ။ကြိုတင်ကြံစီမိတဲ့အခိုက်အတန့်မျိုးလေးတွေကြိုတင်တွေးတောနေမိတဲ့တဲ့ဆိုရင်အခိုက်အတန့်မျိုးလေးတွေများသောအားဖြင့်တော့ကြုံလာရမှာဖြစ်ပါတယ်။အဲဒီကြောင့်စိတ်ပိုင်းဆိုင်ရာအရာကဂျာတာဝိသားသမီးတွေတိုးတက်လာမယ်အားကောင်းလာမယ်ကိုယ့်ရဲ့စိတ်ပတ်ဓာတ်ခွန်အားလေးတွေအပြေးအဝါနဲ့ ကိုဖြစ်ရှင်နေတဲ့အရာလေးတွေကိုခြေလမ်းလေးစပြီးတော့မှအဲလှမ်းလိုက်တော့မယ်ဆိုတော့အနေထားမျိုးကိုရောက်ရှိသွားတာဖြစ်ပါတယ်အဲလိုရောဂျာလာဘေးသားမြေကြီးကောင်းမွန်တဲ့ဘက်မှာရှိပါတယ်အာလေးလာပိုင်းကစပြီးမှတဖြည်းဖြည်းလေးနဲ့ကောင်းမွန်တဲ့ဘက်ကိုရောက်ရှိလာပြီးတော့ကိုယ်စိတ်ပိုင်းဆိုင်ရာအရာလေးပြန်လဲအဆင်ပြေကောင်းမွန်လာမယ်လို့သတ်မှတ်ရတာဖြစ်ပါတယ်ကောင်းတာတွေနဲ့အညီဆိုးတာတွေကလည်းကက်ပြီးတော့နည်းနည်းလေးပါလာတယ်နော်ဆိုတော့ဆိုးတဲ့အချက်လေးတွေပဲပြအောင်အဲ့ဒါဘာလဲဆိုတော့မိသားစုနဲ့ပတ်သက်တယ်ဆိုတော့ဂျာတာပရိသတ်သမီးတွေအနေနဲ့ကအဲစိတ်ပိုင်းဆိုင်ရာရောအဲကိုယ့်ရဲ့ဒီ ဒီရုပ်ပိုင်းဆိုင်ရာအရာရောကိုယ့်ရဲ့ကက်ကြမအရာရောဟိုဒီလေးလပိုင်းလေးလပိုင်းလားဒီစာရင်းမှာတဖြည်းဖြည်းနဲ့ပြန်ကောင်းသွားတယ်ဒါပေမဲ့ပတ်ဝန်းကျင်မှာကျရင်မကောင်းအထူးသဖြင့်အဖေမေနဲ့ပတ်သက်တဲ့ကိစ္စမိသားစုအကြားပြဿနာများတဲ့အဖေမေနဲ့ပတ်သက်ပြီးတော့မှရန်ဖြစ်တာစကားမရတာပြောရဆိုရခက်ခဲတာကိုယ့်ရဲ့အိမ်ကဖြစ်ချစ်နေတဲ့အရာနဲ့ကိုလုံးချင်တဲ့အရာနဲ့လွဲချော်နေတဲ့တဲ့ဆိုတဲ့အနေထားမျိုးတွေမှာဂျာတာဝေးသားသမီးတွေအနေနဲ့က အဲနည်းနည်းလေးပေါ့နော်အဲမိသားစုပြဿနာလေးတွေကတော့ကစလေးတွေဖြစ်တတ်တယ်ဆိုတဲ့သဘောတရားလေးပါပါတယ်အဲဒါကြောင့်ဒီအဖေမင်းကြီးကိုမောင်နှမရဲ့ပတ်သက်ပြီးတော့မိတ်ဆွေတို့သတိထားပေးရမှာဖြစ်ပါတယ်ဂျာလာဝေးသားသမီးသတိထားပေးရမှာဖြစ်ပါတယ်အဓိကတော့မိသားစုရေးရပါဗျာဒါဒီဗီဒီယိုကြည့်နေတဲ့ဂျာလာဝေးသားသမီးကအသက်ကြီးတဲ့သူဖြစ်နေမယ်ဆိုလဲဒါကိုယ့်ရဲ့ဒီတတားရေးသမီးရေးကိစ္စအဲဟိုသားဟိုသားကဘာဖြစ်လို့ပူပဲရတယ်ဒီသားကဘာဖြစ်လို့ပူပဲရတယ်နော်အဲအဲ့လိုမျိုးပေါ့နော်ပြောချင်းတဲ့သဘောတရားလေဒီတာရေးသမီးရေးကိစ္စလေးတွေဒါမှမဟုတ်ဒီကိုယ့်ရဲ့ပတ်ဝန်းကျင်မိသားစုနဲ့ ဆက်ဆက်တဲ့ကိစ္စလေးတွေဒါသတိထားပေးရမှာဖြစ်ပါတယ်เนาะဒါလေးကသတိထားမယ့်အချက်လေးပဲဒါလေးသတိထားပေးရုံပဲဟုတ်ပြီเนาะโอเคဆိုတော့အလုတ်ကင်ပိုင်းနဲ့ပတ်သက်လာလေးကြည့်သူကအလုတ်ကင်နဲ့ပတ်သက်တဲ့ကံကြမ္မာကျတော့သူကဟိုမကောင်းမှုတော့မဟုတ်ဘူးပေါ့เนาะကောင်းတော့ကောင်းတယ်ဒါပေမဲ့အပြောင်းလဲမရှိဘူးအပြောင်းလဲမရှိဘူးဖြစ်တဲ့အတွက်ကြောင့်ကြာလာပြီးသားသမီးတွေအနေနဲ့ကအဲတရားတော့ပြီးပြီငါလှုပ်ပြောင်းရင်ကောင်းမလားပေါ့เนาะအဲအဲ့လိုမျိုးစဉ်းစားနေတဲ့ အဲကြာလာပြီသားသမီးတွေအနည်းငယ်ကအလုံးမပြောင်းသေးပါနဲ့ဦးပေါ့နော်အဲ့လိုမျိုးလေးကျွန်တော်အနည်းငယ်ပြောရမှာဖြစ်ပါတယ်နားလေလွယ်အောင်လေးပဲပြောမယ်ဆိုလို့ရှိရင်တော့ကြာလာပြီသားသမီးတွေလက်တလောကာလအတွင်းဒီလီလာပိုင်းကာလပဲ6လပိုင်းဆိုတဲ့ကာလအတွင်းမှာအလုတ်ကင်ပြောင်းဖို့တော့တို့အဲငါရောက်တိုးလေးလုပ်ရင်ကောင်းမလားအဲလုပ်ငန်းလေးတစ်ခုအပြောင်းလဲလေးလုပ်ရင်ကောင်းမလားစသဖြင့်တွေးတော့တာမျိုးတွေပါမလုပ်ပါနဲ့ဟုတ်လက်ရှိရှိရင်းသွဲကိုလုပ်နေတဲ့လုပ်ငန်းလေးမှာပဲပုံမှန်လေးပဲဆက်ပြီးတော့လုပ်သွားပါအောင်ကိုခုလက်ရှိ အလုတ်ကင်နဲ့ပတ်သက်လို့စီစဉ်နေတာလေးတွေပဲပုံမှန်လေးပဲဆက်လုပ်သွားပါအောင်အလုတ်အပြောင်းလဲတွေပါမလုံးနဲ့လုပ်ငန်းတွေပါတိုးချေတာမျိုးတွေလုပ်ငန်းတစ်ခုဘောနော်ဖြူပြင်ပြောင်းလဲတာမျိုးလေးတွေဒီ၄လပိုင်း၅လပိုင်း၆လပိုင်းတော့မှမလုပ်ပါနဲ့ရောဘယ်အချိန်ကျရင်လုပ်လို့ရမလဲဆို၇လပိုင်းလောက်ဆိုလုပ်လို့ရတယ်အဲ့တော့ကျွန်တော်ကြာလပိသားသမီးအနေနဲ့ကအလုတ်ပြောင်းမှုရွှေဖို့လုံနေရထိုင်ခဲ့အပြောင်းရွှေအပြောင်းလဲလုပ်ငန်းကပဲပတ်သက်လို့ကိုကတစ်ခုခုဘောနော်အမ်နှစ်တစ်ကိုပြန်ဆပြီဆိုတော့လုပ်တွေဥမာရှင်းနှီးလိုက်မယ်အလုတ်တွေရှေ့ရထည့်လိုက်မယ်အလုတ်တွေတစ်ခုခုကိုကစူးသားလိုက်မယ် အဲ့လိုမျိုးအရာတွေအနေနဲ့က9လပိုင်းတော့ဆိုရင်တော့လုံးဝအပီပြင်ကောင်းတယ်အပီပြင်ချဲလို့ကောင်းတယ်လန်ရော့တွေမှာတော့မေးစုလို့မကောင်းသေးဘူးပေါ့နော်အဲ့လိုမျိုးလေးဒါသတိထားရမယ့်အချက်လေးဖြစ်ပါတယ်ဒါပေမဲ့ तू ကစိုးတယ်လို့ပြောရမှာမဟုတ်ဘူးနော်အဲ့ဒါလေးသတိထားလို့ပဲပြောရအောင်နော်တော်တော်များကြာတာပြသသမီးတွေကံကောင်းတယ်လို့ပြောပြီးတော့ဟိုဟာမလုံးနဲ့ဟိုနေကြီးပဲပြောနေလို့ဖြစ်မှာဆိုလို့ကျွန်တော်စိုးလို့ညတော့နားလေလားလတ်တော်လေးတွင်ဒီလီလာမန်ငါလာမန်6လပိုင်းတွင်နည်းနည်းလေးခဏလေးခဏလေးခဏလေးနေအဲအဲ့လိုပုံစံမျိုးเนาะအဲခဏလေးခဏလေးမလုံးနဲ့ ခွန်လာပိုင်းရှစ်လခွန်လာပိုင်းရှစ်လပိုင်းအဲ့ဝင်းညလောက်မှလုတ်အဲ့လိုသဘောတရားမျိုးဆိုလို့ချင်တာကျွန်တော်ပြောသဘောလားပို့ကောင်းလေပို့အဆင်ပြေဒါကိုပြောချင်တာနော်အဲ့လိုသဘောတရားဖြစ်ပါတယ်ခင်ဗျနောက်တစ်ခုကအလုတ်ကန်နဲ့ပတ်သက်တာပါရှိမယ်အလုတ်ရှာနေတာမျိုးတွေအဲဒါမျိုးတွေဆိုလို့ရှိရင်လည်းအလုတ်ရလာနိုင်ခြင်းရှိတယ်အလုတ်တွေကိုကတခုခုပေါ့နော်ကိုကအလုတ်တွေစူးစမ်းရမယ်တခုခုကိစ္စစီစဉ်ရမယ်လုပ်ငန်းပိုင်းမှာကိုကကြီးကြီးမားမားပြောင်းလဲတခုခုအဲကိုကစီစဉ်ရမယ့်အရာမျိုးတွေဒါတွေလဲတော့နေသူတော့ကောင်းကျိုးပေးရဖို့ရောက်ပါအဲ့တော့ ရာဝေးသမီးအနေနဲ့ကအလောက်ကိုင်းနဲ့ပတ်သက်တာတော့မြန်သောအဖြစ်ဒီနှစ်နှစ်အကုန်ပိုင်းကိုရောက်လေလေပူကောင်းလေလေတတ်မှတ်ရမှဖြစ်ပြီးတော့အလောက်ကိုင်းနဲ့ပတ်သက်တဲ့ကိစ္စအဝဝလေးတွေပြန်လဲအဆင်ပြေအောင်မြင်လာမှာဖြစ်ပါတယ်အလောက်ကိုင်းနဲ့ပတ်သက်လို့ကကြာတော့သူက ဒီညာတော့ဖြစ်တော့ဒီကြာတာပရိသတ်သမီးတွေကကိုယ်ပိုင်လုပ်ငန်းတွေနဲ့ကြိုက်တာလေအဲကိုယ်ပိုင်လုပ်ငန်းတွေနဲ့ကြိုက်တာဆိုတော့ဒီကိုယ်ပိုင်လုပ်ငန်းလုပ်တဲ့မိတ်ဆွေတွေနေနေကပိုးဆင်ပြေအဲဆိုတော့ကိုကကြာတာပရိသတ်သမီးနဲ့ဖြစ်တယ်ကိုယ်ပိုင်လုပ်ငန်းလေးတစ်ခုစလုပ်မလို့ဆရာကြီးအဲနှစ်ကုန်လောက်မှလုပ်လုံးဝဆင်ပြေခွန်လာမှရှစ်လာပဲလုံးဝလုပ်လို့ရအဆင်ပြေနော်ဆရာကြီးကျမကိုယ်ပိုင်လုပ်ငန်းလေးလုပ်နေတာကြာတာပရိသတ်သမီးโอเคမလုပ်ငန်းလေးတိုးချဲ့တော့မလုပ်ငန်းလေးအခုသိပ်စင်မပြေဘူးမလားခဏလေးအမနှိမ်ခဏလေးအမငြိမ်နေလိုက် နော်နည်းနည်းလေးပဲခဏလေးပဲခဏလေးပဲအဲလီလာပဲငါးလာပဲတော့လေးပဲခဏလေးပဲနော်ပြီးပြီးတဲ့ပြည့်ကျိုးသားတော့အမအဆင်ပြေလောက်နော်အဲ့လိုသဘောတရားမျိုးလေးတက်ရောက်တစ်ဖြစ်ပါညာသွားဖြစ်တော့ကိုပိုင်လုပ်ငန်းလုပ်ကင်နေမိတ်ဆွေတွေပုံမူပြီးတော့မှတိုးတက်လာမယ်ကာလာတစ်ခုလို့တတ်မှတ်ရတာဖြစ်ပါပြီခင်ဗျအဲနောက်ကငွေကြေးပိုင်းပါနော်ငွေကြေးပိုင်းကကျွန်တော်တို့ကနည်းနည်းလေးပြောရတာခက်တယ်အဲတော့အဆင်မပြေဘူးမဟုတ်ပြေတယ်အဲတော့လုံလောက်တဲ့ဟာမျိုးမဟုတ်တာပါနော်ဥကကိုက ငါဒီလာကိုငါပတ်ဆက်၁၀သိန်းရမယ်လို့မှန်းထားတယ်သူက၈သိန်းတော့ဖြစ်နေကျွန်တော်ဆိုရင်သဘောလားပတ်ဆက်ဝင်တော့ဝင်တယ်အစိမ်းလဲတော့လည်းသူတို့ပြီးတယ်ဒါပေမဲ့အာဘယ်ရောက်လဲကိုယ့်ရဲ့စိတ်ကဗျာအရင်ကလို့မဟုတ်တော့သလိုမျိုးခံစားမိတဲ့ခိုက်တံပေါ့ငါအရင်တော့ဆိုလို့ရှိရင်လှုပ်တိလှုပ်တော့ဘယ်လောက်ထိအဆင်ပြေတော့အရင်တော့ဆိုကတလောက်ကို10သိန်းလောက်ဝင်တာခုဒီဒီတတော်တွင်းမှာမှကွာ9သိန်း10သိန်းမရတော့တယ်အဲအဲ့လိုမျိုးပေါ့နော်အဓိကတော့ကိုယ့်ရဲ့စိတ်ကဗျာ အဲဘယ်လိုပြောမလဲမခံစားနိုင်တာဗောနော်ကိုအမြဲတစေရနေတဲ့အရာကိုခဏအတိုင်းတာတစ်ခုလောက်မရသွားလိုက်တော့နည်းနည်းလေးစိတ်ထဲမှာဘုံဝင်မကြတာဗောနော်အားလုံးမျိုးကိစ္စမျိုးပါဒါပေမဲ့ငွေကြီးကံလို့တော့လည်းသူတော့ကောင်းပါတယ်အဲဒီကြောင့်ငွေကြီးပိုင်းဆိုင်ရာနဲ့ဆက်ဆက်လို့ပါလေဂျာတာပရိသတ်သမီးတော်တော်များများကောင်းမွန်တဲ့ဘက်ကိုရောက်ရှိလာမယ်လို့သတ်မှတ်ရတာဖြစ်ပါတယ်ဂျာတာပရိသတ်သမီးတော်တော်များများငွေကြီးကံကောင်းမွန်လာမှာဖြစ်တဲ့အတွက် အငွေကြေးဒီခြေထားငါထားတဲ့ငွေလေးဒီသုံးဖို့ရရရှိရလီဒီငွေကြေးနဲ့ပတ်သက်လို့ပေါ့နော်ကိုကငွေဝင်ဖို့အတွက်ကြိုးစားရမယ်ဆိုရယ်ကိစ္စမျိုးလေးဒီပြန်လည်ပြီးတော့မှအဆင်ပြေကောင်းမွန်ငွေဝင်ကြေးနဲ့ပတ်သက်လို့ဝင်လာမှဖြစ်တယ်လို့ပြောရမှာဖြစ်ပါတယ်ငွေကြေးကလည်းကောင်းတဲ့ဘက်ကိုရောက်လာတယ်ပေါ့နော်အလောက်ကိုင်းတဲ့ငွေကြီးနဲ့ပြီးပြီဆိုမိတ်ဆွေတို့အရေးကြီးဆုံးကမိတ်ဆွေအချစ်ရေးနဲ့ပတ်သက်တာအရေးကြီးဆုံး။ကြာလာပြီးသားသမီးတွေအချစ်ရေးနဲ့ပတ်သက်ရင်ရောသူထူးသန်းနေပြ။သူကရတာမလို့လိုတာမရဖြစ်နေ။ကိုကကိုကအချစ်ရေးနဲ့ပတ်သက်လို့ ကိုအရန်ကိုပေါ့နော်အဲသဘောကျတဲ့သူရှိရဲဆိုလို့ရှိရင် မရဘူးဒါပေမဲ့ကိုသဘောမကျတော့ဘူးဆိုလို့ရှိရင်ကျတော့ရရပေါ့နော်အဲ့လိုပုံစံမျိုးပေါ့နော်ဆိုတော့ဂျာတာပိသသမိတွေကဒီတကြံပြီးသွားတဲ့အခါမျိုးမှာပေါ့နော်ဒီ2025အဲဒါဒီဒီနှစ်ဒီနှစ်ဒီနှစ်တာအတော့တာအတွင်းနေထဲမှာချင်းနဲ့ပတ်သက်ရင်သူကရတာမလို့လိုတာမရပဲဘုံရင်မကြောက်ကိုယ့်ချစ်တူကြီးသားရှိထားရဲဆိုလဲကိုယ့်ရဲ့ချစ်တူကြီးသားရဲ့လောက်ရက်တွေကိုယ့်ရဲ့ချစ်တူကြီးသားရဲ့ပြောရဲဆိုတဲ့ပုံစံတွေကိုယ့်ရဲ့ချစ်တူကြီးသားရဲ့လောက်ရက်တွေအပေါ်မှာဘုံရင်မကြောက် ငါအဲငါကငါဖြစ်စေခြင်းတဲ့အတိုင်းနေရမဖြစ်နေဘူး။အဲအဲ့လိုပုံစံမျိုးတွေများသွားဖြစ်ချုံရတတ်တာ။အဲဒီရောက်ဂျာတာဝိသားမိအနေနဲ့ကဒီအခြေအပိုင်းနဲ့ဆိုင်ရာနဲ့ပတ်သက်လို့ပါဒီလူငယ်လူရွယ်တွေအကြားမှာချစ်လူကြီးသားတွေအကြားအနေနဲ့များတော့အဲ့လိုမျိုးဘဝင်မကြပြီးတော့မှဗလိုင်းကြီးပြဿနာရှာခံရတာမျိုးတွေပါချုံရတတ်တယ်။ဂျာတာဝိသားယောက်ျားလေးတွေဆိုတော့ပိုကြီးမှသိတာလေးဟိုဟာပိုကြီးမှသိတာလေးပဲဗောနော်အဲ့လိုမျိုးအခုကိုယ့်ရဲ့ချစ်လူကြီးသားကဂျာတာဝိဖြစ်နေတယ်ဆိုလို့ရှင်ပိုကြီးမှသိတာလေးပဲပလိန်ကြီးပြဿနာရှာခံရတာ အဲ့လိုပုံစံမျိုးပေါ့နော်ဂျာတာပြီးရှင်းရှင်းတွေ့ရင်လည်းလုပ်ပါပဲအတောင်းလို့ရှိရင်လည်းအဲ့လိုဂျာတာပြီးသားသမီးအဲ့လိုခံစားရတာဗျာကိုကဂျာတာပြီးသားသမီးဖြစ်နေလို့ရှိရင်အဲ့လိုမျိုးပေါ့ပလိန်ကြီးပေါ့နော်ပလိန်ကြီးအဲ့လိုစင်မပြေဖြစ်သွားတဲ့ခိုက်တံမျိုးပေါ့နော်အဲ့လိုပုံစံမျိုးဘာမှလည်းမဟုတ်ဘဲနဲ့ပြဿနာကြီးဖြစ်နေရအဲ့လိုမျိုးအဖြစ်ပြက်အခိုက်တံမျိုးကြုံရတာဖြစ်ပါတယ်အဲ့ဒါကြောင့်အခြေအနေပတ်သက်တာမကောင်းတော့မဟုတ်ဘူးသူကနည်းနည်းလေးဘဝင်မကြဘူးကိုအနောက်မှရှိနေတဲ့လူကိုအနောက်ကိုရောက်နေတဲ့လူအပေါ်မှာကိုအနေနဲ့ အဲစိတ်ပိုင်းဆိုင်ရာအရာအဆင်မပြေဘူးဆိုရဲခိုက်တံမျိုးပေါ့နော်။နင်းကငါဖြစ်စီနေတဲ့ပုံစံဘာလို့မဖြစ်တာတော့။နင်းကငါငါပြောတဲ့တိုင်ကိုနင်းကမလုံနေဘူး။အဲ့လိုမျိုးပေါ့နော်။အဲ့လိုမျိုးလေးတွေဖြစ်တတ်တဲ့သဘောတရားဖြစ်ပါတယ်။နင်းကရင်တော့ဆိုလို့ရှိရင်နင်းရင်တော့အဲ့လိုပုံစံမျိုးမဟုတ်ဘူးလေ။နင်းရင်တော့ငါ့ကိုစားရင်မြဲနေဖို့အဲငါနဲ့အမြဲတမ်းဖုန်းနေပြီးတော့နင်းအခုကျတော့ဘာလို့လူဖြစ်သွားတာလဲ။အဲ့လိုမျိုးဖြစ်မိရတတ်တဲ့အခိုက်အတန့်မျိုးလေးတွေ ကြုံတွေ့လာတာဖြစ်ပါတယ်ဆိုတော့မြေတားကြီးကလည်းနည်းနည်းဘဝေမကြစရာလေးကမရဘူးဒါပေမဲ့အဆင်မပြေဘူးလို့ပြောပါပြီးတော့ပြေပါနော်ဂျာဝေးသားသမီးတွေအနေနဲ့ကသတိထားမယ်နေတယ်လို့ပြောပါဆိုလို့ရှိရင်သူတနင်းကနွေတနင်းလာဘုဒ္ဓဟူတီနေတယ်လို့သတိထားမှာဖြစ်ပါတယ်ဂျာလာဝေးသားသမီးဒီဗီယိုကိုကြည့်နေတယ်ချစ်တူยีသားအိမ်အောင်ဘတ်လည်းရှိထားတယ်ကိုယ့်ရဲ့အိမ်အောင်ဘတ်သို့မဟုတ်ချစ်တူยีသားအနေနဲ့ကတနင်းကနွေတနင်းလာဘုဒ္ဓဟူဖြစ်နေမယ်ဆိုရင်အိမ်အောင်ยีမြစ်တာยีမှာသတိထားပေးရမှာဖြစ်ပါတယ် အကယ်၍အဆင်မပြေတော့ကျွန်တော်ဒီမှာရေတရလာပြီးတော့အဲ့လိုရပါတယ်ဒါတော့ကြောညာဝင်တာဖြစ်ပါတယ်ခင်ဗျာโอเคပါဆိုတော့မြေတိုင်နဲ့ပတ်သက်တဲ့ gain ချင်တွေကအဲတော့နေသူတော့ကောင်းပါတယ်ပေါ့အဆင်ပြေပါတယ်ပေါ့နော်ချစ်တူရီတာမရှိတဲ့သူတွေကတော့ချစ်တူရီတာရမယ့်ကာလာတစ်ခုလို့သတ်မှတ်လို့ပြရတယ်ကိုအနာကိုကိုနဲ့အဆင်ပြေမဲ့လူကိုနဲ့ကိုက်ညီမှုရှိမဲ့လူကိုအပေါ်မှာကောင်းပေးမဲ့လူတွေ့လာနိုင်တယ်ဆိုတဲ့သဘောတရားရောက်ရှိလာတာဖြစ်ပါတယ်ဂျာတာဝေးသားသမီးအသက်လေးကလည်း30နှစ်လေးလေးကျော်လာပြီဆိုရင်တော့ ်အိမ်အောင်ပြုဖို့အတွက်လေးလေးနဲ့စဉ်းစားနေတဲ့သူတွေရှိမယ်ဆိုရင်လည်းအဆင်ပြေလာနိုင်တယ်လို့သတ်မှတ်ရတာဖြစ်ပါတယ်ဒါပေမဲ့ကိုယ့်ရဲ့ချစ်သူကြီးသားကနော်တနေ့ကတည်းကတနေ့လားပုံတဟူဒီနေ့နဲ့ဖြစ်နေရင်နော်နည်းနည်းတော့တတိထားဖို့လိုအပ်မှာဖြစ်ပါတယ်စင်မပြာမျိုးလေးတွေများသောအားဖြင့်ဖြစ်တတ်ပါတယ်ခင်ဗျာဘောနော်အဲဒီတတိထားပေးရမှာပါ အဲနောက်တစ်ခါကျတော့သူကဗာလဲဆိုတော့ပညာရေးပိုင်းနဲ့ပတ်သက်တာပေါ့နော်ဂျာရာဘေးသားသမီးတွေဒါအခုလက်တော်ကာလာလေးတွေမဖြစ်ဖြစ်ပေါ့နော်လုံမဟုတ်ကိုယ့်ရဲ့အိမ်မိသားစုတွေမှာဂျာရာဘေးသမီးစသဖြင့်ပေါ့ဗျာနော်ဆာမွေးတွေပဲဖြေရမယ်ဘာညာတာတကအဲဒါတွေအားလုံးကလည်းအဆင်ပြေပညာရှင်ဂျာရာဘေးဗျာဂျာရာဘေးသားသမီးတွေရွှေကြီးသောင်းမှာပညာရေးကံကောင်းအောင်ကောင်းအောင်အဲ့တော့ကြောင့်စာဖိတ်ပွဲတွေအင်တာဗျူးတို့အဲဒါစသဖြင့်ဒါမျိုးကိစ္စလေးတွေမှာအာအပတ်တကုတ်ကိုကစူးစမ်းအားထုတ်နေတဲ့သူတွေများဖြစ်မယ်ဆိုရင် အဆင်ပြေအောင်မြင်ချောမွေနိုင်လဲဆိုတဲ့အနေထားမှာကိုရီးယားစာမွေးဖြေဖို့လိုဂျပန်စာမွေးဖြေဖို့လိုနိုင်ငံခြားနဲ့ပတ်သက်တဲ့စာမွေးအင်တာဗျူးနဲ့ပတ်သက်တဲ့ကိစ္စတို့ဗီဇာဖြေဖို့အတွက်တော့တော်တော်များများကတော့အဆင်ပြေတော့မဖြစ်ပါဘူး။အဲ့တော့ဂျာရာဗီသားသမီးတော်တော်များများစာမွေးအင်တာဗျူးနဲ့ပတ်သက်တဲ့ကိစ္စကောင်းမွန်လာမယ်လို့တတ်မှတ်ရမှာဖြစ်ပါတယ်။ဂျမ်းမာကြီးဘိုင်းမှာကျတော့ဂျာရာဗီသားသမီးတွေနည်းနည်းတော့သတိထားမယ့်ကာလတစ်ခုပြန်။ तू ကအဲလူတစ်ယောက်မှာလေဂျိုင်းလုံးကြီးကောင်းနေဆိုတာမရှိဘူး။တစ်ခုကောင်းရင်တော့တစ်ခုကညံ့။ တချို့ကကျတော့ခြေကောင်းတယ်အငွေကြီးမှကျော်ညံ့တချို့ကကျတော့ငွေကြီးနဲ့ပတ်သက်တာအလုပ်ကန်စီဝါးရေးဆင်ပြေတယ်ခြေမှကျော်အထီးကျန်အဲလိုပုံစံမျိုးပေါ့နော်ဆိုတော့ထို့အတူပါပဲကျန်တဲ့ပိသလိမိအနေနဲ့ကအဲကောင်းမွန်လာတာဖြစ်တဲ့အတွက်ငွေဒီဟိုပါပေါ့ကျမ်းမာရေးဘိုင်းနဲ့ပတ်သက်တော့ကျတော့နည်းနည်းလေးအားနေသွားတာဖြစ်ပါတယ်သူကကျမ်းမာရေးကိုတိတ်ဂီးမဆိုင်မိဘူး ိုချမ်းမာရေကိုသိကူးမထိုင်မိဘောနော်အဲ့လိုမျိုးဖြစ်တတ်တဲ့အခိုက်အတန့်မျိုးဘောနော်အဲ့တော့ဂျာလာရီသားသမီးတွေ GMI နဲ့ပတ်သက်တာသတိထားဖို့လိုအပ်ပါတယ်ဒါတက်ကြီးရွယ်အိုတွေစသဖြင့်ဘောနော်အသက်30 40 50စသဖြင့်ပေါ်ပြအသက်ရွယ်တိုင်းတာတခုရောက်ရှိနေတဲ့ဂျာလာရီသားသမီးတွေနဲ့ကကိုယ့်ရဲ့ဂျမ်းမာရေတွေကိုကပြန်စစ်ဆေးဖို့လိုအပ်ပါတယ်နော်အာဘာယောဂာကြီးဖြစ်တဲ့ဘာညာယောဂာကြီးဖြစ်တဲ့ဘာလို့တော့မဟုတ်ဘူးပေါ့ဗျာဒါပေမဲ့ကျမ်းမာရေးလေးသတိထားပေါ့အဲဒီလိုသဘောတရားလေးကိုဒါဆောက်ရဲရှောင်ရဲအနေနဲ့ပြပြပေးတာဖြစ်ပါတယ် ဒါကဗျာကျွန်တော်ကဟောကင်းကြီးပြောနေတာမျိုးမဟုတ်ဘူးအဲကျွန်တော်ရဲ့အခုလက်ရှိဒီမှာတွေ့ကြည့်ပြီးတော့မှခေါင်းထဲမှာပေါ်တဲ့အရာကိုပလိန်ကြီးထိုင်ပြောနေတာအဲ့လိုမျိုးဆိုတော့တချို့ချက်လေးတွေလိုသွားလေးလေးရှိကောင်းရှိနိုင်ဒါပေမဲ့အဲကျွန်တော်တတ်နိုင်သလောက်ပေါ့နော်မိတ်ဆွေတို့ကိုနည်းနည်းအလိုနားလေလေးလွယ်ကူအောင်လို့မို့လို့ကျွန်တော်အနေနဲ့ဟိုပေါ့ဝဘာပုံစံလေးလေးဖြစ်အောင်ကျွန်တော်တေချာလေးပြန်တေချာလေးရှင်းပြပေးတာပေါ့နော်ဒီဂျာတာရင်းနဲ့ပတ်သက်တဲ့ချာလေးတွေပေါ့နော်ဆိုတော့နောက်ဆုံးအချုပ်အနေနဲ့ပြောရမှာတော့ဂျာတာဝေးသားသမီးတွေက အဲဒီတကြံပြီးနောက်ပိုင်းနေစပြီးတော့မှရွှေထီးဆောင်မဲ့ကာလဖြစ်တဲ့အတွက်အဲစိတ်တဲ့စိတ်တဲ့မကြရဘူးကျွန်တော်ပြသမိတယ်စိတ်ကိုမာထားမှရမယ်နော်အဲစိတ်ကိုမာထားမှရမယ်ကိုကိုမှကိုတယောက်ပဲရှိတယ်ဆိုရင်တော့မှ အဲငါမငါအပေမေးရှိသေးတယ်နော်အဲ့လိုမျိုးပေါ့နော်ဆိုတော့ဒီဒီကတော့ကိုယ့်ကိုပြန်ပြီးတော့အားအတင်းပြီးတော့မှကိုယ်ကပြန်ကြိုးစားရမယ်ဆိုရက်အနေထားမျိုးလေးဖြစ်နေတာနော်အဲ့ဒီကြောင့်မလို့ဂျာဗေးသားသမီးအနေနဲ့ကလုံငယ်အတိတ်မှာဘာတွေဘလောက်ပဲဆိုးခဲ့ဆိုးခဲ့လက်ရှိရောက်နေတဲ့ကာလအနေစတင်ပြီးတော့မှလာမယ့်အနာဂတ်အပေါင်းများစွာတိုင်အောင်1389ခုနှစ်ဆိုတဲ့အတိုင်းအတာမျိုးတွေမှာကိုယ့်အတွက်ကောင်းမွန်မှုတွေများစွာရရှိလာပြီးမှဖြစ်ပါတယ်ခင်ဗျာဒါလေးကိုနားလည်လွယ်အောင်လေးရှင်းပြပေးတာဖြစ်ပါတယ်အားလုံးကျေးဇူးများတင်ပါတယ်ကျွန်တော်နာမည်ကဆရာနီတုဖြစ်ပါတယ်ခင်ဗျာ